Do it. မာကျမ်းစာလေ့လာခြင်းအစီအစဉ်ဖြစ်ပါလေပြီးခဲ့တဲ့အပတ်ကကျွန်တော်ဗျာဒိတ်ကျမ်းခန်းကြီး30ကိုလေ့လာခဲ့ပါတယ်ဗျာဒိတ်ကျမ်း30ရဲ့အဆုံးလေးမှာတော့ယုံကြည်သူတွေအတွက်ဘုရားသခင်တက္ကမတော်ကခွန်အားဖြစ်စေပြီးတော့ကျွန်တော်သက်သာကိုချူမင်စီတယ်ဆိုကြနားလည်ရပါတယ်ငါတို့တော့အားဖြင့်ခံခံပြီးတော့ခွန်အားနဲ့ပြည့်ပြီးတော့ ဲ့ကောတော့ဒါအပြင်စံရန်သူစာလံကိုပဲအောင်မြင်နေတယ်။ဒါပေမဲ့ဝန်င်းစရာကောင်းတာကမယုံကြည်သူအတွက်ကခါတီးခြင်းဖြစ်သွားပါလေ။ဒါကြောင့်ဘုရားခင်အမျက်တော်ကိုသူတို့မခံဘူး။ဘုရားသခင်ကျွန်တော်ရွေးကောက်အောင်ပြီးတော့သူတို့ကိုနှိုးဆော်ဖို့တွေးဆောင်ဖို့ပြောတော်ကြောင်းကျွန်တော်ထုကဲသောအသက်ရှင်ခြင်းအဖြစ်တကယ်ပဲပရောဖက်ယေရှုရဲ့လာလို့ တမရကြီးရှင်ဟောလို့နှုတ်ကပတော်စီချုံမြင်ပြီးတော့ကျွန်တော်ဝမ်းထဲမှာမခါဘူးခါသေးတဲ့အရာမတွေ့ချင်ဘူးခါသေးခြင်းခါမဲ့လူတွေကိုဘုရားသခင်ရဲ့စီရင်ခြင်းလွတ်မြောက်ပြီးအကြောင်းကျွန်တော်ဟောပြောမယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ကလည်းသူတို့အပြစ်ကိုဖော်ပြမယ်သူတို့အပြစ်ကင်းခြင်းကိုဖော်ပြပြီးတော့သူတို့တရားစီရင်ခြင်းနဲ့လွတ်မြောက်ပြီးခါသေးခြင်းကနေချုံမြင်ခြင်းကိုဖြစ်စေမယ်ဖြစ်သောကြောင့်အမင်္ဂလာနဲ့နှုတ်ကပတော်ကိုမယုံနဲ့လို့မသိတဲ့လူတွေမင်္ဂလာဖြစ်ဖို့ ကျွန်တော်နှုတ်ကပါတယ်ကိုဝင်ကြကြပါစို့ဟောပြောရလို့မရှိရင်ဘယ်လိုကြားမလဲတဲ့မကြားရင်ဘယ်လိုယုံမလဲတဲ့မယုံဘယ်လိုလို့သူတို့ကဲ့တင်ရမလဲကျော်တာဝန်ကဟောပြောရမယ်သူကြားဟောပြောရမယ်ယုံရင်သူကောင်းကြီးမင်္ဂလာဖြစ်မယ်မယုံတဲ့အခါတည်းတဲ့အတွေ့အကြုံရတော့ပါလိမ့်မယ်ဒီနေ့ဗျာဒိကျမ်း7တိကိုကျွန်တော်လေ့လာဖို့ဖြစ်ပါတယ်ပြန်ရ70ကိုလေးလာတဲ့အခါမှာဖြန်တိကျန်ခန်းကြီး71အငယ်1ကတဖန်တုံ လန်ဒန်နှစ်တူသောကျူပင်တလုံးကိုငတ်အားပေး၍ငါကိုပြောဒီကထလော့ဖျားခင်ဗိမ္မာတော်နှင့်ရစ်ပလင်ကိုတိုင်းလော့ဗိမ္မာတော်နှင့်ကူးွယ်သောသူတို့ကိုလည်းရည်တွေ့လော့ယေရုရှလင်မြို့တွင်မှဗိမ္မာတော်မရှိသောကြောင့်ဒီဗိမ္မာတော်လို့ပြောခြင်းကစစ်မှန်တဲ့ယုံကြည်သူအားလုံးအတွက်သင်္ကေတဖြစ်လိမ့်မယ်လို့ကျွန်တော်နားလည်ခံယူနိုင်ပါတယ် ဗျာဒိကျအခန်းကြီး21အငယ်22မှာဆိုရင်မြို့ထင်း၌ဗိမာန်တော်ကိုငါမမြင်အကြောင်းမူကားအနန္တတကူနှင့်ပြည့်စုံတော်မူသောသာရအရှင်ဘုရားသခင်နှင့်တိုးတငယ်သည်ထိုမြို့ဤဗိမာန်တော်ဖြစ်တော်မူ၏ဒါကောင်းကင်နိုင်ငံမှာတော့ဗိမာန်တော်မရှိဘူးလို့ဒီမှာဖော်ပြထားတဲ့ကြောင့်ဤဗိမာန်တော်လို့ပြောခြင်းသည်ဒီကမ္ဘာလုံးမှာရှိတဲ့ယုံကြည်သူတွေ တနည်းအားဖြင့်ကမ္ဘာလုံးဆိုင်ရာအသင်းတော် Universal Church အနေနဲ့ပေါ်ပြခြင်းဖြစ်တယ်လို့ပညာရှိများကြံတတ်တွေကခံယူယုံကြည်ကြပါတယ်။တော့ဒီဘိမှန်တော်ကိုတိုင်တာဖို့ဆိုတဲ့အခါမှာကျွန်တော်လေ့ထားဖို့ခံယူထားဖို့ကတော့ဘုရားသခင်ကကျွန်တော်ပတ်လည်မှာဝိညာဉ်ရေးရမှာဥပမဖြစ်စေဖို့ကာကွယ်ပေးတယ်လို့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ ယောဘဝတ္ထုမှာဆိုရင်ဇောင်းရံကာထားပြီးတယ်။ဒါကြောင့်ဘုရားသခင်ဘုံမှာဆက်လက်ပြီးတော့ကျွန်တော်တို့ဒီလိုအခက်အခဲတွေစုံစမ်းခြင်းတွေလာတဲ့အခါမှာစစ်စာရှိဖို့ယုံကြည်သူတွေအတွက်ဘုရားသခင်ကြိုတင်ပြီးတော့နေရာထားရှိတယ်ဆိုတာကိုရှင်ရောကဘိမှန်တို့ကိုတင်တာတဲ့အနေနဲ့သူဖော်ပြထားတာဖြစ်ပါလေ။အငယ်နှစ်ကတော့ဘိမှန်တို့တတိုင်းကိုမတိုင်းနှစ်ပေထားလို့ တဘာအမျိုးသားတို့၌အပ်ပြီးပြီသူတို့သည်တန့်ရှင်သောမြို့တော်ကိုလ40နှစ်လပလုံးနင်းကြလိမ့်မည်ဗိမာန်တို့ထဲမှာကိုးကွယ်တဲ့လူတွေကတော့ဝိညာဉ်မင်းဆိုင်ရာ ကာကွယ်မှုကိုခံရပေမဲ့ဗိမာန်တို့ရဲ့ပြင်ပမှနေတဲ့လူတွေဟာကြီးမားသောဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရမယ်ဆိုတာကိုဒါကဖော်ပြနေခြင်းဖြစ်ပါတယ်ဒီညာက စစ်မှန်သောယုံကြည်သူတွေဟာညင်းညင်းပါနှစ်စကြင်ကြားထဲမှာကြွယ်ကာမှုခံရပြီးတော့ယုံကြည်ခြင်းကိုညင်းဆာတဲ့လူတွေကပြည့်စုံခြင်းကိုရောက်မယ်ဆိုတဲ့ပေါ်ပြကြပဲဖြစ်ပါတယ်ပြီးတော့အငယ်သုံးပါငါဤတက်တေကနှစ်ပါးကိုငါအခွင့်ပေးမည်သူတို့သည်လျော်ဒီအဖို့ကိုဝတ်လျက်အရက်တစ်ထောင်နှစ်260ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်ဒီမှာဆိုရင်တက်တေကနှစ်ပါးကိုကျွန်တော်တွေ့ရလိမ့်မယ်အဲ့ဒီတက်တေကနှစ်ပါးကိုအောက်မှာတို့လက္ခဏာရှိရင်တော့မောရှင်နဲ့အေလီယာနဲ့အလွန်ဆင်တူတယ်လို့ရှိတယ်ဒါတချို့ကမောရှင်နဲ့အေလီယာဖြစ်နေတယ်ဘာကြောင့်လဲခရစ်တော်ရဲ့ရောင်ကြည့်ကြုံတောက်တဲ့တောင်ပေါ်မှာမောရှင်နဲ့အေလီယာကမြင်ကိုရခဲ့တယ် ဲတခြားတစ်ဖက်မှာတချို့ကလည်းမုန်းရှင်နဲ့အေလီယာတော့မဖြစ်နိုင်သေးဘူးထင်တယ်ဖြစ်နေတာအေလီယာနဲ့အေနောက်ဖြစ်နေတယ်လို့သူကကြံကိုကြံကနဲ့ပေါ်ပြကြတယ်ဥပမာဆိုရင်ဟေဗြဲအခန်းကြီး9အနေ29မှာလူဒီတခါပြီးပြီးတရားစီရင်ခံရမယ်တရားဖြစ်လူဒီတခါသေးရမယ်လူသားအနေနဲ့ခရစ်တော်တော်လောကဝင်လာတဲ့အခါမှာတခါသေးတယ်။ဒါကြောင့်အီလီယာနဲ့အင်းနောက်ကမတည်ဘဲနဲ့ကောင်းကင်ကိုတက်သွားတယ သူတို့တခါသင်ရမယ်လို့သူတို့အဲ့လိုယုံကြည်ကြတယ်။ဒါကဘာဥကျအခန်းကြီး9ငွေ24ကိုကြည့်ရင်အင်းတော်ဒီဖျားသခင်တွေရှောက်သွားပြီးတော့ရုတ်တရက်ဖျားသခင်ချီဆောင်ညှဉ်းခံရတယ်။ဒါကြောင့်ငရဲချင်းဆိုကြတယ်။ကောင်းငင်မို့သူမတည်ပဲနဲ့ပြစ်တက်သွားတယ်လေ။အီလီယာနဲ့အင်းတို့သည်ကောင်းငင်တကြသည်ထိုနည်းတူစွာကျွန်ုပ်တို့သည်လည်းတခင်ကြီးကြွလာတဲ့အခါမှာကောင်းငင်တရမယ် ဓမ္မရာဇဝင်ဒုတိယဆုံးအခန်းကြီး2အငယ်7တင်မှာကြည့်ရင်အီလိရှိယမခေါ်လိုက်တယ်အီလျာနောက်ကိုဖျန်းကြီးခေါ်အီလျာကိုလေပူရပြီးခေါ်လာမယ်ဆိုတော့ဂျန်နေပရိုဖက်နဲ့တိနေရပြီအီလျာမိနေခဲ့တော့ဟာမုံဖျန်းကြီးအသက်ရှင်လိုက်မှာပဲတဒုတိယချင်းနေခဲ့မရဘူးတတိယချင်းနေခဲ့မနစ်မလိုက်ဘူးကတ်နေတာကဲဒါဆိုငါမင်းတို့ခေါ်ရင်မဆွတောင်းချင်လေအာ ဘရော့ဖကြီးအေလီယာနဲ့စတော့တကူပေးပါ။ဟာအမေရခဲ့တဲ့စုကိုတောင်းနေတော့အေးမင်းနဲ့ငါခွာတော့မင်းမြင်တွေ့ရတယ်။တကယ်ပဲလေဝေအဖြစ်မိရခေါ်သွားတဲ့အခါမှာသူတွေ့လိုက်ရတဲ့အခါမှာဝိညာဉ်ကြာကြံခဲ့တယ်။အဲ့ဒီအတိုင်းပဲသူလာတော့အေလီယာဝိညာဉ်နဲ့ရေတော့ရေနှဆန်းကွဲလမ်းလျှောက်နေတယ်လို့အပြန်မှလည်းသူကအေလီယာကိုဝေးတဲ့ဘုရားသခင်နာမနဲ့ရိုက်တဲ့အခါမှာနှဆန်းကွဲသွားတယ်ကြောင့်တွေ့ရတယ်။ပြီးတော့အအောင်စေအမှုတွေလုပ်နေတယ်။နောက်တစ်ကြောင် သူတို့နှစ်ယောက်ဖြစ်နေနေလို့လဲတချို့ကြမ်းတက်တွေပြောကြတယ်အဲ့ဒါတွေကိုကျွန်တော်အငင်းပွားနေဘူးလို့မဟုတ်ပါဘူးခဏပြောလို့ကြမ်းတက်ထိုင်မှာတက်တည်ကနှစ်ပါးပဲပြောထားတယ်ဘယ်သူပြည်လို့တခြားမပြောထားသောကြောင့်အဲ့ဒီအချိန်ကြာမှကျွန်တော်ကောင်းကင်ကိုကြည့်တော့ဘလူးဖြစ်တယ်ဆိုဟုတ်ကျွန်တော်သိမယ်အခုကတော့ရှင်ဘောလို့ပြောသလိုပဲကျွန်တော် profit ညာနဲ့မစုံနေဟောတတ်ကြတယ်စုံနေကြီးနဲ့ရောက်တဲ့အခါကြာရင်တော့မစုံနေဘူးတမရကြီးကိုယ်ပြောက်သွားလိမ့်မယ် ဒါဒါကြီးကိုတချို့တော့အရင်တော့ဆိုကြာဒီပိတ်လို့အချင်းကြီးဆွေးဒီဘက်ကလည်းကြမ်းပိုက်တင်နဲ့ကိုကကြမ်းပိုက်တင်နဲ့ညင်းနေကြတယ်အချင်းကြီးကတော့မခံမနဲ့ခရစ်တော်အမြန်လာချင်းအသင်းတော်ကိုတင်းဆဲမြန်လာချင်းဘာလို့အောင်လဲအေးဝင်ကလေးတရားကိုမြေကြီးဆုံးတဲ့အောင်ဟောရမယ်အဲ့လိုဆိုရင်အမြန်ရပ်ဖြာရောက်လာတယ်ဒါကြောင့်စာတန်ကလည်းသူ့အချင်းဆွဲဆန့်ဖို့เนาะတခါလေကျွန်တော်သိတယ်တချို့လူတွေကရှော်လို့ပြင်လို့ပေါ့သူကသာဝေကိုပိတ်တိပီပြီးဖျောက်ပြီးအာနာဆွဲဆန့်ချင်အမျိုးမျိုးသူနှုတ်ရှက် 晋江水下来，沙滩里都钱，你眼都看讲你你也也我没得到，叫水泥了。一公里没路一逼哦，江头旁边那路，前面几米多，我们那旁边几米多，我们那溪里面多断崖的，一公里没路就是江那边。天天就那龟儿，命好呢，而且就嘛懂呢，一公里转手爸妈没懂交。那这个那个时候叫邓军嘛，为啥收了钱？当乞讨的嘛？问你那时候叫那为啥？谁在医院没偷呢？ မလောက်ဘူးဒီနေ့မတန်းလို့ပဲကြာလို့လဲကုန်တာသူတွေတုံးကြတယ်တကယ်တမ်းဆိုရင်ဒီဝီဇာတွေအနှံ့ပြတပြည်လုံးပြမယ်ဆိုရင်ဝီဇာ90တန်းလောက်တော့ထိုးရလူတန်းရအောင်ဆိုလို့ရှိရင်ဒါပေမဲ့ကျွန်တော်ကဂျန်တဲ့နေရာတွေအများကြီးတုံးပြီးတော့အေးဝင်လို့ရမှာတိတ်မတုံးကြဘူးဒါဒါလေးကိုအဓိကထားခုနပြောတဲ့ညင်းပွားမှုမဟုတ်ပဲနဲ့စာတန်က site trip ဖြစ်အောင်ကျွန်တော်ဆွေးထုတ်သွားမယ်အေးဝင်လေးတွေမပြန်သူအကြိုင်လုံးလုံးရအောင်ပါလေ အင်္ဂလိပ်မြန်မြန်မြေကြီးတစုံတစုံပြိုင်တော့မရသူလုံးလုံးမရတော့ဘူးဒါပေမဲ့ဒီကနေ့ကျေးဇူးတော်ပဲနော်ကျွန်တော်ရောင်းပြန်လာတဲ့လူတော့ပြီးတော့အီလိုမတ်ဆာကြိုလိုက်တဲ့ခါမှာဒီခါလေးသူကအကြာကြီးနေရလာအရင်ဆိုလည်းထက်ကသူကဲဘူးကဲဘူးမပြီးသေးဘူးအခုရောက်ရောက်လာလီအာဂါသထရာနဲ့ခရစ်တော်ရဲ့ကဲအညီဝမ်းပြောက်ဖြစ်တဲ့သူဝင်ငှားတယ်ကျန်ကဘာအများကြီးကြားပါတယ်နော်ဒါကြောင့်ကျွန်တော်တာဝန်ကခရစ်တော်မလာခင် အမြန်လာခြင်းရင်ရှင်မတိမခရစ်တော်ကိုလည်းပြောတဲ့စကားမြေကြီးတဆုံးမတဆုံးနဲ့အေဝိလန်တရားပြရင်အဆုံးအတင်းတွေအစင်ဟောတမိုင်းပြီးပြီကြောက်အတင်းတွေဟိုပေါ်ရောက်သွားပြီနော်အဲ့လိုဖြစ်ဖို့ကျွန်တော်ကြိုးစားကြရအောင်နောက်ကအငေးသုံးလမှာသုံးကနေကျွန်တော်ဆက်ကြည့်ရင်ဗျာဒိကျမ်းမှာတော့ကျွန်တော်ကဏ္ဍနေတွေ့ရလိမ့်မယ်မူရင်းတိုင်းတိုင်းရိုက်မဟုတ်ပဲတင်ကိတ္တသဘောဆောင်နေဆိုတာကိုကျွန်တော်နားလည်ရပါတယ် အဲ့လိုအတိတ်ပဲဖွင့်တာတွေလည်းရှိပါတယ်။မှ42လဒုမုတ်ရပ်ပေါင်း1960ဒါပေမဲ့၃နှစ်ပိုင်းတစ်ပိုင်းနှစ်ဆိုတာကအဲ့ဒါတွေကခုနပြောတဲ့42လနဲ့ရပ်ပေါင်း1960က၃နှစ်ခွဲနဲ့ညီမျှတယ်။စုံနေတဲ့ကဏ္ဍခုနှစ်ရဲ့တဝက်ဖြစ်တယ်။တနည်းအားဖြင့်ဘေးရညီကလာတဝက်ကညင်းချောင်းဖြစ်မယ်။နောက်တဝက်တော့အကြည့်ကြီးညင်းဆဲချင်းဖြစ်မယ်လို့ပြောခြင်းဖြစ်တယ်။ ဒါကြောင့်သုံးနှစ်ခွဲဆိုတာကသုံးနှစ်ပိုင်းတစ်ပိုင်းနဲ့အားတော့မပြည့်ဝခြင်းမစုံလင်ခြင်းသူမကောင်းမှုတွေဟာတဝက်ပဲဖြစ်တယ်ဆိုတော့ဟာကိုကျွန်တော်ဖော်ပြနေခြင်းဖြစ်တယ်မကောင်းမှုကိုညွန်ပြနေတဲ့ဤကာလတွင် ဖြစ်ပြရာဟောပြောသောဖြစ်ရတီကိုကျွန်တော်ဂရုစိုက်ကြည့်ပါထို့ချင်မှာဘေးဒုက္ခတွေဖြစ်မယ်ဒိန်လအနာဂတ်ရံခိုင်းစနစ်အငယ်ခုနှစ်မှာ တန်ရှင်တော်မြို့တော်ကိုသူချီပြင်းနင်းကြမယ်ဒီပြန်လေးကြောင့်ကျွန်တော်ကြည့်ရင်တော့ဒွားမြို့သားချီပြင်းနင်းမယ်ဘိမှန်တော်မှာသူတို့ဂျူးလူမျိုးတွေအစ္စရိလိတွေယဉ်ရှာတဲ့ဝက်ကိုရစ်ပူစကြအောင်မယ်ဒါယောမဆိုတာရှင်လုခဲ့ဘူးတဲ့ပြီးတော့မှမိမကြီးတောထဲမှာခုံလို့နေရမယ်ပြန်လေးရဲ့ဂျာကိစနစ်အငယ်6မှာကြည့်ရင်မာနမှုတ်တွင်ထားတဲ့တာရဲသည်သူအခွင့်အာဏာကိုအသုံးပြုမယ် ဗတိယံကန်ကြီးစတုံးအငငယ်၅ကိုဖတ်ကြည့်ပါအချို့အ내ဖွင့်သူတွေကတော့သုံးနှစ်ခွဲကာလကတော့အီလီယာလက်ထက်တော့အစာခေါင်းပေါ်သောကာလနဲ့ဆက်ဆက်တယ်လို့ယူဆပါတယ်အလာကိုရှင်တို့ကခရစ်ဝင်အခန်းကြီး၄အနည်းငယ်၅မှာကျွန်တော်တွေ့ရတယ်ရှင်ရကုအဝဒစာအခန်းကြီး၅အငယ်၁၈မှာလည်းတွေ့ရပါတယ်ဒါတွေကိုကျွန်တော်တို့တပတ်တာလုံးစင်ကြင်ပြီးတော့ကျွန်တော်ဖတ်ရှု ထားဖို့လိုပါတယ်နှလုံးသွင်းပြီးတော့ဒါတွေကိုစင်ကြည်မှုလိုပါတယ်နောက်မာလခိရဲ့နောက်ဆုံးတရားစီရင်ခြင်းမတိုင်မီအေလိယပြန်လည်မယ်လို့လည်းဟောပြောခဲ့သောကြောင့်အေလိယဖြစ်နိုင်တယ်ဆိုတော့ကျင်းနေတယ်တယောက်ကတော့အေလိယလို့ဖြစ်နေတယ်ဆိုတော့ကျင်းနေတယ်နောက်တယောက်ကမောရှိလာအာအင်းအောင်လာတော့မသိဘူးနောက်တေချာမပြောနိုင်ဘူးဒါပေမဲ့ကျမ်းစာထဲမှာတော့တေကနှစ်ပါးပဲဆိုသောကြောင့် တတိကနှစ်ပါးလို့ပဲကျွန်တော်ပြောတာအကောင်းဆုံးဖြစ်လိမ့်မယ်။နော်ခဏလို့ဟိုတချို့လည်းမောရှိဓမ္မကျမ်းသာတချို့ထောက်ထားတာရေဝီသွေးဖြစ်စေတာလို့နော်အဲ့လိုနမိတ်ခဏပြတာမောရှိမို့အာယုံမောရှိကကြောက်လို့မပြောရတော့အာယုံမဲ့ဆန်တိုင်ချောက်လို့မူဖြစ်တာလုပ်ရတာလေပြန်ဖတ်ကြည့်ထွံ့မြောက်ကြပါနော်ဒါကျွန်တော်တွေ့လိမ့်မယ်။ဒီနေ့အဖြစ်ကျွန်တော်ပြောသလိုပဲကျွန်တော်ပြန်ကြည့်ကြအောင်လေးလာချင်ရင် major prophet တွေ ဟေရှာယယေရလယေမိဒင်္ဂလနော်ဒါလေးကောင်းလိလာဖို့ကောင်းတယ်။နောက်မိုင်းနပရိုဖက်တွေလည်းကြောင့်လိလာဖို့ကောင်းတယ်။ဒါရှင်ယောဟန်ကဒင်္ဂလကျမ်းနဲ့ဗျာဒိကျမ်းတို့ဟာဒုတိယအချိန်ကြွလာခြင်းကိုဆက်ဆက်နေတာကိုသူကလမ်းခင်းပြီးပြတ်ပြီးနေခြင်းဖြစ်တယ်။ဒါဒင်္ဂလကိုလည်းတရားဖတ်ပါ။ဗျာဒိကျမ်းနဲ့အများကြီးဆက်ဆက်မှုရှိတယ်ကျတော့နားလည်ရပါလေ။ဤဆက်ဆံမှုဖြစ်ပုံကခုနလိုတုံ့နှစ်ခွဲရတော့ အမှန်တကယ်ဖြစ်နေတယ်လို့ဒီကျမ်းစာအရကျေကျုံကြည်ရပါလေခုနှစ်နှစ်မှာတုံနှစ်ခွဲရတယ်ဘေးဒဏ်ကြီးကလည်းအကြည့်ကျဲကဘာဦးအားစတခါမှမဖြစ်ဘူးတဲ့ဘေးဒဏ်ကြီးတည်ခြင်းကိုရှာပြောတယ်တည်ခြင်းမရှိတော့တဲ့အချိန်ကြီးအမှန်တမ်းကြောက်စရာကောင်းတဲ့တခါမှမဖြစ်ဘူးတဲ့ဘေးဒဏ်ကြီးအဲ့ဒီချိန်ရောက်တယ်တုံနှစ်ခွဲမှညင်းချမ်းရေလုပြီးတော့နောက်တုံနှစ်ခွဲရတော့တဘိုးခုနှစ်လုံးဖလားခုနှစ်လုံးတစ်စိတ်ခုနှစ်ချက်ဖွင့်နေတယ် ဒါလေးအားလုံးပြန်ကြည့်အင်မတန်ကြက်စရာခေါင်းနဲ့ကျတွေ့လိမ့်မယ်။ဒါကြောင့်ဒါလေးကိုတင်ကြတာအနေနဲ့ရှင်းရှင်းလင်းလင်းကျွန်တော်တည်ရတယ်။ပြီးတော့ဒါလေးဟာတင်ကြတဲ့သဘောဆိုတော့လေကျွန်တော်နားလည်ရတယ်။တကယ်တမ်းကျတော့မကောင်းမှုနဲ့ကောင်းမှုခဏနှစ်အတွင်းမှာဖြစ်မယ်ဆိုတာကိုရည်ပူရအဖြစ်ကျွန်တော်တို့နားလည်ခံရပါတယ်။ဖြတိကျန်ကကြီးစတဲ့အငယ်ခုနှစ်ကတော့ ူတို့ဒီတက်တည်ခံပြီးသောအခါအနှစ်ဆုံးသောတွင်တွေကတက်တော့တားရည်သည်သူတို့ကိုစစ်တိုက်ရဲ့အောင်လိမိခုနတက်တည်ခံနှစ်ပါးကသူတို့ကလျော်ဒီအဖို့ကိုဝုတ်ပြီးတော့သုံးနှစ်ခွဲလုံးသူတို့ပြောမယ်ဘာလို့ပြောမလဲဆိုရင်သူတို့ဒီပရောဖက်ပြုသောနေ့ရက်ကာလ၌မိုးမြရာစီခြင်းကမိုးကောင်းကင်ကိုပိတ်ရသောအခွင့်မြစ်ကြီးတွင်းကြီးကိုအသွေးဖြစ်ရသောအခွင့်နှင့်မိမိတို့အလိုရှိသမျှအခါ၌ဘေးအမျိုးမျိုးတို့ပြည်မြေကြီးကို ဒဏ်ခတ်ရတော့အခွင့်ရှိတယ်အဲ့ဒီအပြင်အငငားမှာဒဇုံတယောက်တော့သူတို့ကသူတို့ကိုညှင်းဆဲခြင်းကအလိုရှိလေသူတို့ကဒွင်းတဲ့ကမီးထွက်ရရန်သူတို့ကိုညိုတိုက်တဇုံတယောက်တော့သူဒီထူသူတို့ကိုညှင်းဆဲခြင်းကအလိုရှိလေထူသူဒီအတေတတ်ခြင်းခံရလိမ့်မည်ဒါသူတို့မြတ်ကိုမြေကြီးအရှင်ရဲ့ရှေ့တွင်နဲ့စိုက်တဲ့တန်လွင်ပင်နှစ်ပင်ဆိုပြီးတော့ မိကွက်နှလုံးဆိုပြီးတော့သူတို့ဖော်ပြထားတွေ့ရတယ်။ပြီးတော့မှခုနှစ်ယောက်လာတဲ့အခါမှာတက်တည်ခံပြီးတော့အခါအနက်ဆုံးသောတွင်တွေကတဲတော့တာရဲသည်သူတို့ကိုစစ်တပ်ရဲ့အောင်မြင်ကွေးပေးပဲ။နောက်သူတို့ကိုလမ်းမပေါ်မှာတတ်လိုက်မယ်ဆိုတော့တွေ့ရမယ်။အဲ့ဒီအချိန်မှာအောင်းဆရာကကောင်းတာကအေဂရုဟူ၍၎င်းအတွင်အနက်အားဖြင့်ခေါ်သောမြို့ကြီးလမ်း၌အလောင်းကောင်တို့သည်နေကြလိမ့်မည်။အေဂရုပြည်ဆိုတာကအီဂျစ်ပြည်ကိုပြောတာ။ နော်အဲ့ဒီကမ္ဘာလေပိုင်းမှာကြီးကျယ်စစ်ဖြစ်နေပါဟိုအဲ့ဒါနောက်အမေရိကန်စစ်ပွဲကြီးဖြစ်မယ်အဲ့ဒီမှာသူတို့ကိုလမ်းမှာသူတို့အလောင်းကိုတွေ့မယ်အဲ့ဒီအလောင်းကိုနော်အငေကူကတမန်နီရှင်ကက TV တွေကသူခက်မပေါ်ခဲ့ radio မရှိသေးဘူးနော်ဒါပေမဲ့အောက်အစရကောင်းတာအတီးတီးဘာသာစကားကိုပြောတော့လူအမျိုးမျိုးတို့အမျိုးနွေတို့သည်၃ရက်ခွဲ၃ရက်ခွဲပတ်လုံးအလောင်းကုံမြင်ရ၍ တကြိုရင်းကိုမြစ်တာကြလိမ့်မည်စဉ်းစားကြည့်လူအမျိုးတွေအားလုံးကအဲ့ဒီအလောင်းကောင်မြင်ရမယ်တဲ့ဟိုခေတ်ကဆိုဘလို့မဖြစ်နေလားအစ္စရေးနိုင်ငံကဖြစ်တာဘေးနိုင်ငံလည်းဘလို့ဝင်မြင်စရာမရှိဘူးအဝေးရင်လက်ရှိတော့မြင်ရမှာပေါ့နော်တို့ကြည့်အခုခေတ်မှာရုပ်မြင်သံကြားတွေပေါ်လာပြီးမီဒီယာခင့်မိတဲ့ခါမှာအခုဘယ်နိုင်ငံကဘာဖြစ်လဲကျွန်တော်ချက်ချင်းမြင်နေရတယ်ရုရှားနဲ့ယူကရိန်းစစ်ပွဲဖြစ်တယ်ရမြင်နေရတယ်အီရန်နဲ့အစ္စရေးတိုက်တယ်မြင်နေရတယ် ဲ့ဒီအချိန်ကျရင်ဒီကမ္ဘာလုံးမြေတနည်းအားဖြင့်ရုပ်မြင်သံကြားတွေပေါ်လာပြီးတော့ကျဖျားသိက်နှစ်ခုတော့ဘလို့အအောင်စာပြည့်စုံတယ်ဒီကမ္ဘာလုံးကမြင်ရမယ်လူမျိုးတွေအားလုံးအားလုံးမြင်ရမယ်မြေပေါ်နေသောသူတို့သည်ထိုအလောင်းကောင်ကိုမြင်သောအခါဝမ်းမြောက်၍ပြုံးမွေ့ခြင်းကိုပြုကြလိမ့်မည်။တရားကူတရားလက်ဆောင်ပေးလိုက်ကြလိမ့်မည်။ဘာကြောင့်လဲဆိုရင်သူပရောဖက်နှစ်ပါးကမြေပေါ်နေသောသူတို့ကိုပြင်းစွာအပြစ်ဒဏ်ပေးတယ်ဆိုတော့သူတို့ခံရတဲ့အခါမှာသူမနေနိုင်တော့ဘူး။ သူတို့အဲ့လာတွေကိုဝန်တာပြီးတော့ဟာဒီငါတို့ဒုက္ခပေးတဲ့လူမျိုးတွေသွားပြီဆိုတော့ဝန်တာကြလိမ့်မယ်တဲ့ပြတိကျန်ခန်းကြီးစတိအငယ်၈နဲ့၉ကတော့ခဏလို့မြေပေါ်နေတဲ့လူတွေကဝန်တာကြမယ်အဲ့ဒါကိုပြန်ကြည့်ရင် AD 90မှာလဲယောမတို့ကြောင့်ယေရုရှလင်မြို့ကြီးပျက်စီးသွားခဲ့ရတယ်အဲ့ဒီအချိန်တော့ဆီယူဒလူသန်းအစ်စရေလလူမျိုးတန်းခတ်အသက်ခံရတယ် ဘိမှန်တွေမှာရှိတဲ့ဘာနာတွေအားလုံးကိုလည်းယောမတွေကယူသွားကြတယ်။အငြင်းတစ်စင်မှာတော့တယောက်ကိုတယောက်အဲ့ဒီဘိမှန်တွေရှိတဲ့လက်ဆောင်တွေကိုလက်ဆောင်ပေးကြအောင်လို့ပျော်နေကြတယ်သူတို့တွေ။ဘာကြောင့်လဲဆိုရင်အထက်ကသူပရဖက်နှစ်ပါးကသူတို့ကိုနောက်တားရဖို့နောက်တော့မရအပြစ်ဒဏ်ခံရမယ်ပြတာနေတဲ့အချိန်မှာသူတို့အပြစ်ကြောင့်နောက်တားရဖို့လူအကြောင်းပြောတဲ့အခါမှာသူမကြိုက်ကြဘူးဒီလူတွေပြောရင်ငါတို့ဒုက္ခပေးနေတာပဲ။ ငါတို့ကတော့ပျော်နေတာကိုဒါကြောင့်တက်တက်ကနှစ်ပါးဆုံးသွားတဲ့ခါမှာဒီကဘာတော့ဝမ်းတာလား။ဘာကြောင့်လဲအပြစ်ရှိတဲ့လူတွေကသူအပြစ်ရှိအောင်ပြောရင်ပြောတဲ့လူကိုမုန်းတယ်။ဒါကြောင့်ခရစ်တော်ဖာရိစီတွေကိုပြောတဲ့ခါမှာခရစ်တော်မုန်းပြီးတော့တတ်ချင်တော့အောင်သူ့နောက်လိုက်တွေကိုသူအားပေးခဲ့တယ်။ဖာရိစီတွေကြမ်းတယ်ကသူတို့နောက်လိုက်တွေကိုသူတို့အားပေးခဲ့တယ်။တော့ခရစ်တော်ကသူတို့အမတန်မှမုန်းတယ်။ ်ရှင်ရောဩဝါဒစာပထမဆုံးခရင်3အငယ်7ကိုကြည့်ခရစ်တော်ရဲ့စကားကိုနားထောင်ပြီးတော့အပြစ်ကိုဆန့်ကျင်ပါကလောကရဲ့မုန်တီးခြင်းကိုကျွန်တော်တို့ခံဖို့အစဉ်နှစ်ပြင်စင်တာပါတကယ်ကြီးခင်တော့ပါကွာမတို့ခင်နည်းနည်းလေးတော့ပါကျွန်မတော့ရင်တို့ကျွန်တော်မုန်တီးမယ်လက်ခံမှာမဟုတ်ဘူးရက်တီဖို့အမှန်တကယ်ခက်တယ်ဇာလာရဲ့ တွေးဆောင်ခြင်းမို့အဲ့လိုနဲ့ကျွန်တော်တို့ပါသွားနိုင်တယ်။ဒါပေမဲ့ကျွန်တော်တွေးကြုံနေရတဲ့စီးရဲတို့ကမှန်သမျှကိုမလိုက်လျှောပဲနဲ့ယက်တည်မယ်ဆိုလို့ရှိရင်တော့ဖျားတင်ထံကတာလုံနဲ့ကြီးမားတဲ့ဆုလက်တွေကိုကောင်းမြင်ဖို့ကစောင့်ကြုံနေတာသိရင်တော့ရှင်ပိုးလိုပြောဒါရီအားလုံးကိုမစင်လို့ကြောင့်မှတ်ပြီးတော့ဆုံးလွတ်နိုင်ပြီမယ်။အငယ်၁၅ရောက်လာတဲ့အခါမှာ တတမကောင်းကင်တမန်ဒီတဘိုးမှုတော့အခါကောင်းကင်ဘုံနဲ့ကြီးသောအတန်ကလောကီနိုင်ငံဒီငါတို့အရှင်ဤနိုင်ငံဖြစ်လိပြီးသူအရှင်ဤခရစ်တော်နိုင်ငံဖြစ်လိပြီးသူဒီလေကဘာဆက်ဆက်စူးစံတော်မူသည်ဟုပြောဆိုကြ၏တတမတဘိုးမှုတဲ့အခါမှာရှင်ဘီကြွလာတော့အကြောင်းကိုဖော်ပြနေကြီးဖြစ်တယ်ရေရွရှင်ဘီပုတ်ဘူးနော်ဘယင်နဂါရရဲ့ဘယင်အရှင်နဂါရရဲ့အရှင် ကြွလာတဲ့အကြောင်းကိုဖော်ပြခြင်းဖြစ်တယ်။အဲ့ဒီအချင်းကြရင်ကျွန်တော်ပြန်လှည့်လို့မရတော့ဘူး။စီရင်ချင်းတပိုင်းစားမဟုတ်တော့ဘူးနော်။အဆုံးတန်စီရင်တော့မှာ။ကမ္ဘာဥစ္စာတည်လို့နေအကုန်ပေါ်လာမယ်။သူတို့အကျင့်ကြီးတဲ့စားဆောင်ကိုဖွင့်ပြမယ်။ပင်နေသေးတဲ့လူတွေထွက်လာမယ်။မရနေငါမရှိတဲ့အကုန်ထွက်လာပြီးတော့စီရင်တော့မယ်။တနည်းအားဖြင့်သူတို့အဆုံးတန်အောင် ကန့်နဲ့လောင်တဲ့မိအိုင်တွေမှာထာဝရကာလစီရင်ခံတော့မယ်။တနည်းအားဖြင့်ဘုရားသခင်သည်အရာခတ်တင်ကိုထိန်းချုပ်ထားတယ်။သူ့ရဲ့ညီတက်ခြင်းဝတ်မြောက်စွာတည်းကောင်းကျိုးချမ်းသာရဲ့ဝတ်မြောက်စွာတည်းကိုကြားပြီးတော့နောင်ရရဖို့တိခံခြင်းစိတ်ချခြင်းကိုမထိမိမပြည့်ရင်တော့ဘုရားသခင်အမျက်တော်အကုန်စင်ခံစားဖို့ကျွန်တော်ရွေးချယ်လိုက်ခြင်းပဲဖြစ်နေတယ်။ ကိုရောရဲ့အမျက်တော်စတင်ပြီဆိုရင်ဘယ်သူမှမလွတ်နိုင်တော့ဘူး။ဘီရင်နေမူမတ်တင်မင်းသားတွေဘယ်သူမှမလွတ်နိုင်တော့ဘူး။ဒါထာကကျွန်တော်ကဖျားဖြင်းနဲ့ဆိုင်နဲ့ကြောက်မဲ့ဖွယ်တော့အရာတွေကိုကျွန်တော်သိရင်လူတွေကဘာလို့မလဲ။နှိုးဆိုတွေးဆောင်ရမယ်။ချင်းချောက်နေတာမဟုတ်ပဲနဲ့နှိုးဆိုတွေးဆောင်ဖို့ဖြစ်ပါတယ်။အငယ်၁၆မှာတော့ဖျားဖြင်းရှိတော်၌မိမိတို့ပြင်ပေါ်မှာထိုင်တော့အသက်ကြီးသူ 24ပါးလို့ဒီပြောက်ဖို့ရေဖျားသခင်ကိုကိုယ်ွယ်လက်အနန္တတကူနှင့်ပြည့်စုံ၍ပြည့်စုံပိုင်းအတိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသောသာရရှင်ဖျားသခင်ကိုတော်၏မဟာတကူတော်ကိုယူဆောင်၍စိုးစံတော်မူသောကျေးဇူးတော်ကိုကျွန်ုပ်သည်ချီးမွမ်းပါ၏ကျမ်းသာထင်မှာဖျားသခင်ကသူ့လူတွေနဲ့ထိုက်တန်တဲ့ဆုလတ်တွေကိုပေးသနာမယ်လို့ပြောထားပြီးသားဖြစ်ပါတယ် အသက်ကြီးသူအကြောင်းကိုတော့ကျွန်တော်ပြတိကျမ်း၄ငယ်၄မှာတိကျလေ့လာခဲ့ပြီဖြစ်ပါတယ်ပြန်ပြီးတော့ကျွန်တော်တို့ပြန်ကိုနားထောင်လို့ရပါတယ်တမဟောင်းကျမ်းတလျှောက်လုံးကပြန်ကြည့်ရင်နာခံခြင်းကဤဘဝအတွက်ရရှိမဲ့ဆွလက်တည်းတရားဟောကြားအခန်းကြီး28မှာတွေ့ရတယ်နာခံခြင်းနဲ့ချက်ချင်းဆွလက်ရရှိခြင်းတို့ဒီအမြဲတွင်တွဲပြီးတော့မနေပါဘူးအဲ့လိုသာလုတ်ခဲ့ရင်တော့ကောင်းတဲ့လူတွေကအမြဲတမ်းချမ်းသာနေပြီးတော့ စဉ်းစဉ်ခံတဲ့လူတွေကအပြစ်ရှိတဲ့အမှတ်လက္ခဏာကြီးဖြစ်တယ်ဆိုတာအမှန်တရားဖြစ်သွားနိုင်တယ်ကျွန်တော်တို့ကတစ္ဆာရှိတော်လို့ရအားလုံးအတွက်လှင်မြန်စွာဆုလတ်ရရှိကြပါကမကြမီမိမိကိုကောင်းလာပြီလို့ထင်သွားကြလိမ့်မယ်များမကြမီအတ္တဆန်တဲ့အကြောင်းများများကြောင့်ကောင်းသောအမှုများကို ပြုလုပ်လာကြတော့မယ်ကောင်းတဲ့အမှုလုပ်တာလူအကျိုးတရားပုတ်ဘူး ဖျားခင်ဘုန်းတော်ရှင်ဘုရားကိုယ့်ရဲ့အတ္တဆိုင်တဲ့ဘောအတွက်ဖြစ်လာမယ်။ဖျားသခင်ဒီကျွန်တော်တို့ကိုမြေကြီးပေါ်တွင်လှုပ်ဆောင်သောအရာများကိုဆုချပြီးမှန်တော်လေ။ပြန်ကြည့်ရင်20ဆနစ်မှပြန်ကြည့်ရင်ကျွန်တော်၏အကြီးအမားဆုံးဆုလက်ကတော့ကိုတော်ရဲ့မျက်မှောက်တော်မှာသာဝရအသက်ရှင်ခြင်းအကြောင်းကိုရရှိခြင်းကအကြီးဆုံးသောဆုလက်ဖြစ်ပါလေ။ဒါကြောင့်အောင်အောင်စရာဘလောက်ပဲလှုပ်နိမိတ်လက္ခဏာဘလောက်ပဲပြက်ပြက် ။နောက်စကရီဘလောက်ဝဲနှစ်နေကိုရောရဲ့အလိုအတိုင်းအသက်မရှိရင်တော့အဲ့ဒီအရှင်ကြီးမတိဘူးညစ်ပဲခြင်းခံရမယ်။ကိုရောရဲ့နှုတ်ကပေါ်တော့အတိုင်းလက်ရလက်ဝဲမတင်းစောက်တဲ့လူတွေအတွက်တော့အကောင်းဆုံးဆုလကခနာလောကကြီးမှာအခက်အခဲတွေရှိရင်ရှိမယ်ချက်ချင်းဆုလရချင်မှရမယ်။ကောင်းငင်နေကတော့မတော့ကျွတ်တူထားတဲ့ဆုကြီးမြေကြီးလက်ခတ်မလဲရရှိမယ်ဖြစ်ပါလေ။အငယ်ဆက်ကူမှကြည့်လိုက်လို့ရှိရင်တော့ ကောင်းကင်ဘုံ၌ဖျားသခင်ဗိမ္မာန်တော်ကိုဖွင့်ထား၍ဗိမ္မာန်တော်ထဲမှာဗတိညင်တက်တာတော့ထင်ရှားလေ၏လက်စပြချင်းအတန်မြင့်ချင်းမိုးချုံချင်းမြေလုတ်ချင်းအလုံးကြီးစွာသောမိုးသည်ကြချင်းတို့သည်ဖြစ်နေပြီအခုတော့မှတချို့အမေရိကန်နိုင်ငံမိုးသည်တွေတော့ကြလာတွေ့ရတယ်အဲ့ချင်းကမိုးသည်အကြီးကြီးကြနေပြီဒါကြောင့်ဓမ္မဟောင်းခင်မှာဣသရေလနိုင်ငံမှာဗတိညင်တက်တာကအမှုမြတ်ဆုံးရှင်တာဖြစ်တယ် တက်တာအကြောင်းကိုတိတိလို့ပါကကျွန်တော်တို့ထွေရကြအခန်းကြီး39ခုနှစ်အငယ်တက်ကနေစဖတ်ရင်ကျွန်တော်တွေ့ရပါလိမ့်မယ်။ဒါကြောင့်ကောင်းကင်ဘုံမှာဖျားခင်ဗိမာန်တို့ကိုဖွင့်ထား၍ဗိမာန်တို့ထင်မှာပဒိညင်တက်တာတော့ထင်ရှားမယ်။ဒါတစ်ချိန်မှာကျွန်တော်တို့ခရစ်တော်နဲ့ပြန်တွေ့တဲ့အချိန်မှာအကြီးမားဆုံးသောဆုလကသာဝရအသက်ကိုရရှိပြီးတော့သာဝရဖျားခင်တို့ အသက်ရှင်နေမည်ဖြစ်ပါလေသူစိတ်ကျေစုရဖို့ဗျာဒီရံကိုလေ့လာတဲ့အခါတိုင်းမှာဘုသူရတိုးရင်လည်းမလေ့လာပါနဲ့အတ္တဓမ္မလက်တွေ့လိုက်ရှောက်ကြင့်ကြံခြင်းအဖြစ်ဗျာဒီရံတစ်မှာကျွန်တော်ကိုပြောသားသလိုဗျာဒီရံခန်းကြီးတစ်အငယ်၃မှာပြောသလိုကာလအချင်းရောက်လူနည်းတည်ဖြစ်၍ဤအနာဂတ်ကြံစကားကိုကြည့်ရှုဖတ်ယူနားထောင်၍ရေးထားသမျှတို့ကို ဆောက်ရှောက်တော်သူတို့သည်မင်္ဂလာရှိကြ၏ထိုမင်္ဂလာနှင့်ပြည့်စုံဖို့ကျွန်တော်တို့နားထောင်ယုံမရေမယုံမကလက်တွေ့လက်လျှောက်ခြင်းအဖြစ်မင်္ဂလာနဲ့ပြည့်စုံတဲ့အတ္တတရားဖြစ်အောင်ဖျားခင်တောင်းကြည့်ပေးပါစေ။လမဲအပမှာတော့ဗျာဒိကျမ်းဆနစ်ကိုလေ့လာမယ်ဖြစ်ပါလေ။တေချာဖတ်ရှုပြီးတော့ပြည့်စုံကြပါစို့။အရောက်တိုင်းကိုဖျားကောင်းကြည့်ပေးပါစေ။